မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ဂျေဇရောကိုချီးမွမ်းပါရယ်ဂျေဇရောကြောင့်2025ခုနှစ်ဂျွန်လ18ရက်နေ့သို့ရောက်ရှိလာပါပြီပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားရှင်ဂျေဇူးတင်ပါရယ်နှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနတ်နေတဲ့တမန်တရားသည်အားလုံးရဲ့နှလုံးသားမှာအမြင့်ဆွဲစေပါအခုကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါ တခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါလေဖုရားအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ဒီကနေ့ခေါင်းစဉ်အသက်တစ်ခု နားထောင်ပါဖြစ်တယ်အဲ့ဒီခေါင်းစဉ်ကတော့ဓမ္မောင်းချမ်းတွင်တွေ့ရသော အရေးကြီးသည့်နေရာ12ခုအော်ကျွန်တော်ဒီမှာဒီဓမ္မောင်းချမ်းကဘာဦးကနေပြီးတော့ဒီမာလခိထိကျွန်တော်တို့ဒီ39ချမ်းရှိပါတယ် အဲဓမ္မတိကတော့မတ်သေးကနေဗျာဒိဋ္ဌိ28ကျမ်းရှိပါတယ်။အပေါင်းလိုက်ရင်66ကျမ်းရှိတယ်။အခုကျွန်တော်လေ့လာမှာဒီဓမ္မောင်းကျမ်း39ကျမ်းထဲမှာတွေ့ရတဲ့သိအရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်မှာဖြစ်တယ်။အဲ့တော့သင်ကဒီနှုတ်ကပတ်တော်ဤတိုင်းနားထောင်ရင်ဓမ္မောင်းကျမ်းမှာအရေးကြီးတဲ့နေရာ12ခုကိုသင်ကောင်းကောင်းနားလည်သွားမှာဖြစ်တယ်။ဒါကြောင့်ဒီသင်ခန်းစာသိအရေးကြီးတဲ့ ဒါကြောင့်ဒီညနေတိုင်းနှစ်ကွက်တော်နားထောင်တဲ့သူအားလုံးကိုအထူးပဲကြိုဆိုရယ်နေ့တိုင်းသင်နားထောင်ရင်ဓမ္မောင်းချမ်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့နေရာ12ခုအသင်ကောင်းကောင်းနားလည်သွားမှာဖြစ်တယ်။အော်နံပါတ်1ဘရောင်းဆုံးနေရာကတော့ဘာလဲဆိုတော့အီဒင်ဥယျာဉ်ဖြစ်တယ်။အော်ဓမ္မောင်းချမ်းရဲ့အရေးကြီးတဲ့နေရာ12ခုမှာနံပါတ်1ထိတ်ဆုံးကတော့အီဒင်ဥယျာဉ်ပဲ။ကပောက်ချမ်းခန်းကြီးနဲ့အငယ်၈မှာအဲဒီလိုရေးထားပါတယ်။အီဒင်ဥယျာဉ်နဲ့ပတ်သက်ပြီးတော့ ။ထာဝရရှင်ဘုရားသခင်သည်လည်းအရှိမြင့်သာအေဒင်အရတ်၌ဥယျံကိုစိုက်ပျိုးပြီးလျင်ဖန်ဆင်းတော်မူသော လူကိုထိုးဥယျံ၌နေရာချတော်မူ၏။အာမင်။ကပောက်ကျမ်းခန်းကြီး2အငယ်10အဲ့တော့ကျွန်တော်ယုံကြည်သူ ခရိယာများတို့သိတ်အရေးကြီးတဲ့အယက်ဒေသတစ်ခုပြပါဟိဆိုရင်ဒါအေဒင်ဥယျံဟာအရေးကြီးတဲ့အယက်ဒေသတစ်ခုဖြစ်တယ်။ဘုရားသခင်ဖန်ဆင်းထားတဲ့ဥယျံတစ်ခုဖြစ်တယ်။ အဲ့တော့ဒီအထဲမှာအရင်နဲ့ပတ်သက်ပြီးလေ့လာရင်တော့အများကြီးပဲကျွန်တော်အရေးကြီးတဲ့၈ခုအရင်ဦးရင်နဲ့ပတ်သက်ပြီး၈ခုကျွန်တော်ပြောပြမယ်နံပါတ်1ဘရန်ချက်ကပါလေးဆိုဖယားသခင်ဖန်ဆင်းပြီးလှပစုံနေရာဟာအရင်ဦးရင်ဖြစ်တယ်အော်ဒီလှပတဲ့နေရာမှာလူကိုထားပေမဲ့လူဟာဖယားစကားနားမထောင်တဲ့အခါအလှပစုံနေရာကနေထွက်ခွာပြီးပင်မခြင်းတွေကိုခံစားရတာလူအာဒံရဲ့ဧဝဖြစ်တယ် ်ရဒီယိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့ကိုဘုရားသခင်ကဖန်ဆင်းကလေးကလှပခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းတွေကိုသူကလုပ်ပေးထားတာအဲဒုသောညာလေးလူဟာနားမထောင်တဲ့အခါမှာအကြီးတန်ခြင်းနဲ့ဘေးဥပါဒ်တွေကိုရင်ဆိုင်ရတယ်ဆိုတွေ့ရတယ်ဒါကြောင့်အီဒင်ဆိုတာဘုရားသခင်ဖန်ဆင်းတဲ့အထဲမှာအလှဆုံးအရက်လို့ပြောရင်မမှားဘူးအဲ့တော့ဒီကနေ့ကျွန်တော်သက်တာမှာသင်ဟာအလှဆုံးအရက်မှာနေရာမကျလေကိစ္စတော့မရှိဘူး အဲဒါမင်းသင်ကြရာအရက်မှာနှလုံးသားလှနေရင်တစ်နေရာလေးကအေဒင်လေးဖြစ်နေမယ်ဆိုတာကိုအပြေးချက်နံပါတ်1ဒုတိယချက်ဒုတိယချက်ကတော့ဘာလဲဆိုတော့ဒီအေဒီဝူရဲ့မှာဘုရားသခင်ကလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းပြီးဒီအေဒင်ထဲမှာထည့်ထားတယ်အဲ့တော့ဒီအေဒင်ထဲမှာသူတို့ကဘုရားသခင်နဲ့နေအေးတဲ့အခါတိုင်းသူတို့စကားပြောရတယ် အဲ့တော့ဘုရားသခင်နဲ့စကားပြောနေသည်၍ဘုရားစကားနားထောင်နေသည်၍သူတို့ချွေးမကြပဲမပင်ပန်းပဲအေးအေးဆေးဆေးသူတို့အစာစားရတဲ့နေရာဖြစ်တယ်။အဲ့တော့ဒီအေဒင်ဟာဘာလို့လဲပုံဆောင်လဲဆိုတော့နှုတ်ကပတ်တော်ကိုလည်းပုံဆောင်တယ်။အော်ခရိယန်သတ္တဝါဒီနှုတ်ကပတ်တော်ရဲ့မှာနေသည်၍ဘုရားရဲ့စကားကိုနားထောင်သည်၍ဘုရားသခင်ညွှန်ကြားတဲ့အတိုင်းလိုက်နာနေသည်၍ဘုရားသခင်ရဲ့တာဝန်ယူပြီးနေခြင်းတွေကိုခံစားရမှာဖြစ်တယ်။ အဲ့တော့ဒီကနေ့ဖျားစကားကိုနားမထောင်ဘူးစိတ်ကြိုက်သက်ရှင်ရင်တော့ကိုတာဝင်ပဲကိုယူရပါအဲ့တော့ဒါကြောင့်ဒီနံပါတ်2ကလူယောက်ျားနဲ့လူမိန်းမကိုဒီနေရာမှာထားတယ်ဖျားသခင်ကတာဝန်ယူပေးတယ်အဲ့တော့ဖျားထားတဲ့နေရာမှာနေရင်ဖျားတာဝန်ယူခြင်းကိုခံရအဲကိုစိတ်ကြိုက်နေရင်တော့ကိုတာဝန်ကိုယူရမယ်ဆိုတာအေဒင်နဲ့ပတ်သက်ဒုတိယချက်တော့တွေ့ရတယ်ကဲဒါမှမဟုတ်တတိယချက် တတိယချက်ကတော့ဘာလဲဆိုတော့ဒီအေဒီဝိရနဲမှာလူယောက်ျားလူမိန်းမပြင်တလိ္ဆန်နေရှိတယ်။သစ်ပင်ပန်းမှန်ရှိတယ်။သီးနှံနေရှိတယ်။လှပတင့်တယ်ခြင်းနေရှိတယ်။ဒါပေမဲ့ဒီအေဒီဝိရမှာရှိတဲ့တလိ္ဆန်နေမှာဥပမာဆိုပါစို့ကြားလဲရှိမယ်၊ခြံသိပ်လဲရှိမယ်၊ကြက်သစ်လဲရှိမယ်၊မွေလဲရှိမယ်။အမျိုးမျိုးအန္တရာယ်ရှိတဲ့တလိ္ဆန်တွေလဲရှိမယ်။သို့တော်ညာလဲလူဟာဖျားစကားနားထောင်နေသရွေ့ဒီအန္တရာယ်ရှိတဲ့တလိ္ဆန်တွေက နားထောင်နေတဲ့လူသားကိုအာဏာရပြုတ်လို့မရဘူးအဲ့ဒါနံပါတ်3အရေးကြီးတယ်အော်ဒီကနေ့သင်အားအာဏာရကြီးမားတဲ့လောကကြီးမှာနေရပေမဲ့ဘုရားသခင်စကားကိုသင်နားထောင်နေသည်၍ဒီအာဏာရတွေကသင်ရှိရောက်မလာဘူးဘုရားရှင်က တားထားမယ်ဆိုတာကိုဒါနံပါတ်3ကျွန်တော်စင်ကြင်ဖို့ဖြစ်တယ်တကယ်လေဒီအရင်ဦးရင်မှာနေတဲ့အာရန်နဲ့အေးဝါကဒီချင်သိတ်တွေကြားတွေတကယ် တလိ့ဆံပေါင်းများစွာရှိတဲ့ကြားမှာသူတို့နေပေမဲ့ဖျားသခင်စကားကိုသူတို့နားထောင်တဲ့ကဘာအာဏာရင်မှသူတို့ကလာပြုတ်လို့မရဘူး။ဘာကြောင့်လဲဖျားစကားနားထောင်တဲ့ခါကြဆင်းမှုမဖြစ်ပဲအပြစ်မရောက်ပဲနဲ့တတ်တတ်တာရနေတာ။ဒါပေမဲ့ဖျားစကားနားမထောင်ပဲကြဆင်းပြီးအပြစ်ဝင်တဲ့ခါမှာဘာဖြစ်လဲစုပ်ပြတ်သက်ပြီးပင်မလား။ဒါောင်းဒီကနေ့လူဟာဘလောက်အာဏာရင်များများ ဖယားစကားနားထောင်နေသည်၍အန္တရာယ်ကြားထဲမှာလုံခြုံခြင်းကြွက်ကားခြင်းရှိတယ်ဆိုတာကိုဒါနံပါတ်3အားပေးခြင်းတယ်ကဲဒါမှ၄နော်လေးရောဘာလေးဆိုတော့ဒီအီဒီဥယင်ကနေဘာတွေထွက်လဲဆိုတော့အခိုးငွေထွက်တယ်လို့ကျန်းစာပြောတယ်ပဲအဲ့တော့သင်ဖတ်ချင်ကောင်းချမ်းကြီးနဲ့ငွေ6ကိုဖတ်ရင်တွေ့ရအဲ့တော့ပြတ်တဲ့ဒီဖန်ဆင်းတဲ့အချိန်မှာယာဒီဥဒုဆိုတော့မလာသေးဘူးတောင်းကျန်းစာမှာတကယ်ယာဒီဥဒုစဖြစ်တာကကောင်းချမ်းကြီးရှေ့ရောက်မှာယာဒီဥဒုစတာ ဒါနောဤသင်္ဘောရေလွှမ်းမှုပြီးတဲ့အခါမှာဒီသင်္ဘောကြီးကအာရက်တောင်ပေါ်မှာသွားတင်ပြီးတဲ့အခါမှာလေလာတယ်ရာသီဥတုစဖြစ်လာအဲ့တော့မင်းကြာမေးခွန်းရှိဟာရာသီဥတုမရှိဘူးဆိုတော့ဒီအေရင်ဥယျာဉ်မှာသူတို့ဘယ်လိုနေလဲဆိုတော့အဲကွန်လို့ရာသီဥတုနဲ့နေရနေကြီးကအငွေ့ထွက်တစ်ချိန်လုံးအေးနေတာပူလို့ပူကြောင်းမသိရအောင်အဲ့ဒါအောင်စေသိကောင်းတယ်မြေကြီးကအငွေ့ထွက်တယ်လို့နော်ပြောချင်တာဘာမှဟိုပူပင်တော့ကဆိုတော့မရှိဘူး မြေကနေအခုအငွေ့ထွက်အဲ့တော့ကပောက်ကျန်းချင်းခိုင်းနေငွေ6မှာအတိကျရေးထားဒါပေမဲ့လူဟာကြ ဆုံးပြီးပုံကံမှုတွေနဲ့ဘုရားစကားနားမထောင်မှုတွေနဲ့သွားတဲ့အခါမှာပူပန်ခြင်းတို့စိုးရိမ်ခြင်းတို့နော်ပင်ပန်းခြင်းတွေဝင်နေတာတောင်းဒီတမောင်းချမ်းမှာအရေးကြီးတဲ့အချက်နေရာ12ခုမှာဒီအေဒင်ဟာအရေးကြီးဆုံးပဲနော်ဒါကြောင့်ဒီအေဒင်ဦးနေပတ်သက်ပြီးသခြင်းတွေဆက်တယ်ကြပြားတွေဆက်တယ်အာမျိုးမျိုးပေါ်ညွှန်းရေးသားတယ် တကယ်တော့ကျွန်တော်ပြောရရင်ကြီးကြီးတဲ့အချက်၈ချက်ဆိုတာကအနည်းငယ်လေးတကယ်တော့ဒီထက်ပြောရင်အများကြီးရှိသေးတယ်။အီရင်ကြောင်းပြောရင်အများကြီးပဲ။ဒါပေမဲ့ကျွန်တော်ကသိတဲ့အချက်လေးကိုပဲကျွန်တော်ပြောသွားတာဖြစ်တယ်။ဒါကြောင့်ဒီနံပါတ်၄ချက်ကတော့မြေကနေအငွေ့ထွက်ပြီးတော့အခိုးငွေ့ထွက်တဲ့အခါမှာလူကအေးချမ်းပြီးဘာပူပင်မောက်မှရှိနော်ဒေါသတွေမောဟတွေပြဿနာတွေဟလာဘာတစ်ခုမှမရှိငြိမ်းချမ်းနေတဲ့အရက်ကလေးဖြစ် ဘာကြောင့်လဲလူနဲ့ဖះနဲ့အဆက်အသွယ်ကောင်းနေတယ်ဖះစကားကိုနားထောင်နေနားထောင်မှု မလွဲသေးလို့နားထောင်မှုမှန်နေလို့အဆင်ပြေတာအော်ဒီကနေ့ကျွန်တော်နားထောင်မှုမလွဲနဲ့နားထောင်မှုမှန်နေရမယ်အဲ့ဒီပုံမှာအေးချမ်းချင်းကသူ့အတူဖះကပြည့်စင်ပြီးမှဖြစ်တယ်ကဲဒီမှာငါနော်ငါရောဘာလေးဆိုအေဒင်ကနေပြီးတော့ဒီစီးတဲ့နော်မြစ်လေးသွယ်အဲ့မြစ်လေးသွယ်ရောအသေးစိတ်ရှင်းပြရင်အများကြီးပဲဒါပေမဲ့ကျွန်တော်နာမည်ပဲပြောမယ် နံပါတ်1ကတော့ဖိရှုံမြင့်เนาะဒီဖိရှုံမြင့်ကတော့သူကရွှေเนาะဒါသူ့ကိုတေချာလိလိုက်ရင်တော့သူကရွှေထွက်တယ်လို့ပြောလို့ရတယ်။ဟောပြောချင်တာကတော့ပိုးကြွယ်ဝတယ်။အဖျားသခင်ရဲ့ဖန်ဆင်းထားတဲ့ဒီဥညင်ထဲမှာကိုကအကြွယ်ဝခြင်းနေရသူသူရှိနေပြီးသားလိုက်ရှာစရာမလိုတောင်းတစရာလည်းမလိုရှိနေတာသူထဲမှာဒီလောကကြီးမှာလူတွေကကြွယ်ဝခြင်းနေချမ်းသာခြင်းတွေကိုလိုက်ရှာနေရလိုက်ယူနေတာလိုက်သိမ့်ပိုက်နေတာ တကယ်တော့ဖခင်ကဖန်ဆင်းခဲ့ပေးထားပြီးသားဒါတွေကနော်ဖခင်ရတဲ့သူရဲ့တရားရှိနေပြီးသားတကယ်လို့လောကမှာလူတွေဟိုလူချမ်းသာဖို့ပဲစဉ်းစားတာလူချမ်းသာပြီးစိတ်မချမ်းသာတဲ့သူအများကြီးပဲဟောလောကမှာသင်လူမချမ်းသာလဲကိစ္စမရှိဘူးမိတ်ဆွေစိတ်ချမ်းသာနေတာကိုကဖခင်ရှိတဲ့တသက်တူခုပါပဲဒါလေးကိုကျွန်တော်စင်ကျင်ဖို့ဖြစ်တယ်ဒါကြောင့်ဒီဟာလာဖိရှုံဆိုရဲနော်ဒီဟာလာမြင့်ဟာနော်သူကစံစာမှာတေချာလိလာရေး နော်တကယ်ကိုရွှေထွက်တဲ့မြစ်လို့ပြောရင်လေမမှားဘူးတကယ်ဒီမြစ်ကနော်ဟာလာစီးတဲ့အဖိုးတန်တဲ့မြစ်တစ်ခုဖြစ်တယ်နောက်ဒုတိယမြစ်ကတော့ဂိဟုံမြစ်ဖြစ်တယ်နော်တတိယမြစ်ကတော့ဟိဒကေလာဆိုရင်မြစ်ဖြစ်တယ်ဇဒုတ်ထမြစ်ကတော့ဥဖရတ်မြစ်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီသင်ဖတ်ချင်တော့ကပောက်ကျန်းကန်းကြီးနှစ်အငယ်30ကနေ14ထိဖတ်ကြည့်ကပောက်နှစ်30ကနေ14 ဟောမြက်၄သွယ်ရှိအော်သူရဲ့၄သွယ်လို့ကြော အသေးစိတ်ပြောရင်တော့အများကြီးပဲဒါပေမဲ့အနှစ်ချုပ်ပေါ့နော် နားလေအောင်ပြောရရင်တော့ဒီမြက်၄သွယ်ဟာ အီဒင်ကနေပြီးတော့နော် စီစဉ်ခြင်းပေါ်မှာအိမြခြင်း အဖိုးတန်ခြင်းနဲ့လှပခြင်းစိတ်ချမ်းသာခြင်းတွေရှိအော်ဒီကနေ့ကျွန်တော်ရဲ့သက်တာကဒီမြက်၄သွယ်ဘာကိုပုံဆောင်လဲနှုတ်ကပတ်တော်မြည်ရီကိုပုံဆောင်တာ အော်တကယ်ကျွန်တော်တို့ကလောကမှာအလုပ်တွေဘလောက်များများဘာတွေခေါင်းတွေကြိုက်ကြိုက်နှုတ်ဘတ်တော်မြည်ရည်ကိုကျွန်တော်နှလုံးသားထဲမှာစီချွန်အမြဲတည်းအမြဲဒီမြည်ရည်နဲ့သွားတင်ပေါ်မှာစိတ်ချမ်းသာခြင်းနဲ့နှလုံးသားမှာငြိမ်သက်ခြင်းကသူကသူရောက်လာမယ်ဆိုတော့ကိုဒါလေးကိုအားပေးခြင်းနဲ့ကဲနံပါတ်6နောက်ချောက်ကတော့ဗာလေးဆိုတော့ဒီအေရင်ဝိညာဉ်လူပုံကံတဲ့နေရာဖြစ်တယ်လူဟာဖျားစကားကိုနားမထောင်ပဲစာတန်စကားကိုနားထောင်မိတဲ့ကပုံကံခြင်းအဆအဖြစ်သွားတယ အော်ဒီယောက်ကြည့်ကြပြန်လူဟာနားမထောင်ရင်ဖယားကိုပုံကန်တတ်လာတယ်ဆိုတော့တွေ့ရတယ်အဲ့တော့လူဖယားစကားကိုနားမထောင်မဲအခြားစကားတွေနားထောင်တဲ့အခါဖယားတော်ပုံကန်တတ်တဲ့အဆင့်ဖြစ်သွားတယ်ဒါကျွန်တော်အလုံးသိတယ်ဒီအေရင်ရဲ့အလဲမှာကောင်းကောင်းတီကျွမ်းရအပင်အသီးကိုမဆားနဲ့လို့ဖြတ်ခဲ့ပြောပြီးသားပြောပြီးသားဒါကြောင့်သူကအပင်နှစ်ပင်ရှိတယ်အဲ့ကောင်းကောင်းတီကျွမ်းရအပင်ရှိတယ်အသက်ပင်ရှိတယ်အသက်ပင်ရှိတယ်အဖျားတကယ်ဒီနှစ်ပင်ကိုထားထားပြီးတယ် တော့လောကမှာလဲဆိုတာနှစ်မျိုးရှိတယ်ပဲမအဖြူရှိရင်အမင်းရှိတယ်မကောင်းရင်ရှိမြေကြီးရှိတယ်ယောက်ျားရှိရင်မိန်းမရှိတယ်တကယ်ဘုရားသခင်ဖန်ဆင်းတာနှစ်မျိုးပဲပြန်ပြောမယ်ဘုရားသခင်ဖန်ဆင်းတာနှစ်မျိုးပဲယောက်ျားနဲ့မိန်းမကျွန်တော်ပြောတော့မို့တမန်ကျမ်းစာပြောတာဒါပေမဲ့လူကဘုရားကိုမျိုးမျိုးစန့်ကျင်တဲ့အခါအမျိုးတွေအများကြီးထွက်ပြီးရှုပ်ရှက်ခတ်ကုန်တာမှာအဲဒါတွေကိုကျွန်တော်တို့ကအထုကွက်ကွက်ပြပြနားလေရအဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်အမြင့်ရှိရအနှိမ့်ရှိတယ် သင်္ခါရရှိရင်ထာဝရဆိုရှိသင်္ခါရမတည်မြဲဒါပေမဲ့ထာဝရတည်မြဲတယ်ထာဝရဆိုတက်နောက်မှာတုံညအသင်ခြေရှိတက်တင်ခြေမှာတန်တရာရှိအော်ဖြားရဒီ판စင်းကလေးကနော်အဲ့မှာနှစ်ပိုင်းဆိုသတွေ့ရတယ်နော်ယောက်ျားမင်းမအဖြူမင်းနော်မတည်မြဲခြင်းရှိရင်တည်မြဲခြင်းနေရှိတယ်ထာဝရဆိုရှိ အဲ့လူကဒီမတီမြဲတဲ့ကိစ္စတွေကိုသွားယူလိုက်တဲ့ခါဒီတီမြဲစီတဲ့ဖျားနဲ့ဝေးသွားတာအဲ့ပြပြောမယ်လူဟာမတီမြဲတဲ့ကိစ္စတွေကိုယူလိုက်တဲ့ခါတီမြဲစီတဲ့ဖျားနဲ့ဝေးသွားတာအဲ့ဒါလူပုံကံမှုပဲတော့ဒီနေ့ကျွန်တော်ရဲ့သက်တာမှာဖျားကိုမပုံကံမိဖို့လူတွေဖျားစကားနားမထောင်ခြင်းကဖျားကိုပုံကံခြင်းပဲပြပြောမယ်ဖျားစကားနားမထောင်ခြင်းကဖျားကိုပုံကံခြင်းပဲ အရန်ယူကညနေအေးတဲ့ခါတိုင်းဖျားစကားနားထောင်နေရတာနဲ့ဖျားစကားကိုနားမထောင်ပဲခဏလေးလာစကားပြောတဲ့စာရန်စကားကိုနားထောင်မိသွားတာပုံကံမှုစလိုက်တယ်ဗျ။အဲမှာကြဆင်းသွားတယ်။တောင်နမ6အေးတဲ့ဟာလူပုံကံတဲ့နေရာလူကြဆင်းတဲ့နေရာကဲနမ9နံပါတ်9ကတော့ဒီကြဆင်းပြီးပုံကံမှုဖြစ်လာတာနဲ့လူရဲ့အသက်တာမှာစိုးပြေခြင်းမရှိဘူးခန်း6ချင်းနေရောက်လာ ရားသခင်ရဲ့ကြင်ချင်းတွေခံလိုက်ရတာ။မယောက်ျားဆိုနှစ်ဖူးကနေချွေးချီမတီကြောင်အလုပ်လုပ်ပြီးမှအဆာဆာမိမဆိုကိုဝင်တဲတဲ့အခါပြင်းစွာဝေနာခံစားပြီးမှမွေးရမယ်။ဒါပုံကန်ခြင်းနဲ့နားမထောင်ခြင်းဟာလူတွက်ပါဖြစ်လေ။စီရင်ခြင်းနဲ့ပြစ်ဒဏ်ပေးခြင်းတွေရောက်လာတာ။အဲ့ဒါအေဒင်မှာ ဖြစ်သွားတာ။ဒါကြောင့်ကျမ်းစာရဲ့ဓမ္မဟောင်းမှာအရေးကြီးတဲ့နေရာ၁၂ခုပြပါဆိုနံပါတ်၁ကအေဒင်ဥယျာဉ် တောင်ကျွန်တော်ဒါတိတ်တိတ်တယ်ဒါကျွန်တော်ရှစ်ချက်ဆိုတော့နည်းနည်းလေးပြောတာအများကြီးရှိသေးတယ်။အဲဒီလောက်ဆိုကျွန်တော်တို့အဓိကသိသိပဲ။အားတချို့လေဒီချက်ချင်းနမ်းမလေးပြီးဒုတိယချိန်ပြန်နားထောင်ပြီးပြန်မှတ်ထား။နောက်နေ့လေးဒီသင်္ကန်းဆောင်နားထောင်ကြည့်တဲ့တော့အများကြီးဖျက်သခင်စကားပြောမယ်။ဒါကြောင့်ဒီနံပါတ်9ကတော့လူဟာပုံကံတဲ့အခါမှာစီရင်ခြင်းနဲ့ဖျက်သခင်ရဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရပြီးအရေးကြီးဆုံးအချက်ကတော့ လူနဲ့ဖျားနဲ့ဝေးသွားတာအဲ့လူကဖျားနဲ့ဝေးတဲ့တက်တာမှာခန်းချောက်လာအစ်စမပြီတော့ဘာလှုပ်လှုပ်ပိုးမပြီတော့ဟုတ်ကဲ့လူကဖျားနဲ့ဝေးသွားတော့ဟောဒီကနေ့သင်တက်တာမှာဏိတိုင်းဖျားတာနဲ့မဝေးနဲ့နှုတ်ဝတ်တော်နဲ့မဝေးနဲ့ဖျားနဲ့အဆက်အသွယ်ကောင်းဖျားနဲ့ဆက်သွယ်ကောင်းတဲ့သူတွေမှာခက်ခဲမှုဘလောက်ရှိရှိပြည်လေခြင်းကိုဖျားပြန်လှုပ်ပြီးပြန်ပြောမယ်ဖျားနဲ့ဆက်သွယ်ကောင်းတဲ့သူတွေရဲ့အသက်တာမှာ ဘလောက်ခက်ခဲရှိရှိပြည်လေခြင်းကိုဖះပြန်လုတ်ပြီးတယ်အရင်ဤဝဖះနဲ့ဆက်သွယ်ပြတ်ပြီးဖះနဲ့ပြန် contact လုတ်ဖို့မစင်စားဘူးတော့သူတို့သူတို့ပဲหนีလိုက်တဲ့အခါမှာပူပင်မင်းကြီးတွေရောက်လာအိမ်မှာပူပင်မင်းကြီးရောက်လာနောက်ဒီကနေ့တင်ဟာခက်ခဲမှုပင်မမှုများတဲ့အခါအဲ့တိုင်းဆက်မနေနဲ့ပူပင်မင်းလာလိမ့်မယ်အဒီနောက်ဘတော်နားထောင်ပြီးဖះနဲ့အဆက်အသွယ်ပြန်လို့အဲ့ဒီပုံမှာဖះသခင်ရဲ့ဂိူနာရှိတယ် နောက်နံပါတ်၈နံပါတ်၈နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ဒီအီဒင်ဟာလူ့ကိုဖျားကနှင်ထုတ်ပြီးတဲ့အခါဒီအီဒင်ဥယျာဉ်ထဲကိုပြန်ဝင်လာလို့မရတော့အောင်နော်ခေရုဘီကိုမိဇလက်နဲ့စောင့်ခိုင်းလိုက်တယ်ဒါကျွန်တော်တို့ကပောက်ချံခန်းကြီးသုံးနော်ကပောက်ချံခန်းကြီးသုံးအငယ်၂၄ကိုဖိုင်တွေ့အောင်အနားလိုက်အောင်ပြောရင်တော့လူ့ကိုဖျားကအီဒင်နဲ့ပြန်အဝင်မခံတော့ ဘာလို့လဲဆိုဖျားသခင်လှုပ်ပြီးထားတဲ့အကောင်းစားတွေကိုမထီလေးစားလှုပ်လိုက်လို့ဟိုအရက်စကားပြောရင်ဖျားသခင်တိတ်စော်ကားလွန်းလို့ဖျားသခင်ကပြောင်းဝင်ဝင်မပြီးဒါပေမဲ့အီဒင်နဲ့ပြောင်းဝင်ဝင်မပြီးပေမဲ့အီဒင်ထပ်တာတဲ့ကောင်းကင်ပရတိသူ့ဘုံတော့ပြောင်းဝင်ဝင်ပြီးတယ်အဲ့ဒါအောင်းစရာကောင်းတဲ့အချက်ပဲအဲ့ဒီကောင်းကင်ပရတိသူ့ဘုံပြောင်းဝင်ဖို့ဘာနဲ့မှမရအောင်အီဒင်မှာလူကနားမထောင်လို့ကြပြီမဲ့ သခင်ယေရှုခရစ်တော်ရဲ့ကားလိုက်မှာအသေးခံပြီးသုံးရမြောက်နေ့ထမြောက်ခြင်းကိုယုံကြည်ပြီးအဲယေရှုခရစ်တော်ရဲ့စကားတော်ကိုနားထောင်တော်သူတို့အေဒင်တကားတော်ပိတ်ပြီမဲ့ကောင်းငင်ပရတိသူဘုံတကားတော်ပြန်ဖွင့်ပေးလိုက်တယ်။ဒီစီကားထောက်ဖြဲနှုတ်ကတော်ဖြစ်တယ်။ဒါကြောင့်လူဟာနားမထောင်လို့ကြာဒါမဲ့ဖျားစကားပြန်နားထောင်ပြီးကားတိုင်းမှာအသေးခံနေယေရှုခရစ်တော်ကိုအကျွေးမဲ့ယုံရင်တော့ပရတိသူဘုံပြောင်းဝင်လို့ရတယ်။ တောင်လူဘုရားသခင်ကအေဒင်နဲ့တော့ဝင်ဝင်မပြီးဘူးဒါပြန်ကောင်းရင်ပရတိသူ့ဘုံတော့ပြန်ဝင်ဝင်ပြီးတယ်ဒီတိုင်းမရသူ့ရဲ့တပါးရီတော်သားတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူမှရတာဖြစ်တယ်တောင်ယော36မှာရှောင်းခရစ်ဝင်ခန်းကြီး36မှာဘုရားခင်သားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ပျက်စီးခြင်းမရောက်ဆိုတာလုံးဝမပျက်စီးဘူးအော်နားလည်အောင်ပြောရင်တော့လူတယောက်ရဲ့ဝိညာဉ်ကတည်သွားပြီးငရေတဲ့ရောက်เสียအကြောင်းမရှိဘူးလို့ပြောတာ အဲဒါပေမဲ့ထာဝရသက်ကိုရစီခြင်းကဘုရားခင်ကြီးမိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူပြီးတိုင်းလောကီသားတော်ကိုချစ်တယ်။အဲတော့အာဒံဧဝကဘုရားရဲ့မေတ္တာတော်မထီလေးစားလုပ်လိုက်တာ။ဒါပေမဲ့ကျွန်တော်တို့ကသခင်ယေရှုကိုပြန်ယုံတဲ့အခါအဲ့မထီလေးစားလုပ်လိုက်တဲ့အာဒံဧဝကြောင့်အီဒင်တကာပိတ်ခံရပြီမြင်။ကောင်းငင်တပါးတကာပြန်ဖွင့်ခြင်းခံရတာယေရှုခရစ်တော်ကြောင့်ဖြစ်တယ်။ ဒါကြောင့်ဓမောင်းမှာအေရင်ကိုပိတ်ခဲ့တယ်။ဒါပေမဲ့ဓမသစ်မှာ ကားတိုင်းတော့တရားကိုပြန်ဖွင့်ပေးထားတယ်။တောင်းတင်ရပိတ်သွားတဲ့အရာကို လွမ်းနေတာအထက်ပြန်ဖွင့်ပေးထားတဲ့ကောင်းကင်ပရတိသူဘုံကို ဝင်စားဖို့ထိုယေရှုခရစ်တော်နဲ့အတူ အသက်ရှင်ရှောက်လန်းတော်သူဖြစ်ဖို့အားပေးခြင်းနဲ့ကျမ်းစာရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ God bless you all. ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒါ ဒီနေ့အတွက်ဒီတစ်ချက်ဆိုရင်တော့ကျွန်တော်လုံလောက်ပြီဖြစ်တယ်ကျွန်တော်နတ်ဖန်ကျိုင်းဒုတိယတစ်ချက်ကျွန်တော်ဆက်ပြီးနားထောင်သွားမှာဖြစ်တယ်ဒီနေ့ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှက် ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးတစုဖျက်ထံတော်ပါမှကောင်းချီးဖျက်ပြသည်ယေရှုတော်ဓမ္မပရိသတ်များမြတ်မပီနဲ့ကဘာကြီးပေါ်သူယနေ့မှစမကုန်မခန့်နိုင်တဲ့ကောင်းချီးတက်ရောက်သလိုဒီကနေ့မွနေ့ကျောက်တဲ့မွနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူများဘုံတော်ဝင်စားတော်သူတွေရဲ့ချက်ရှိတဲ့မိသားစုများနှစ်သိမ့်မှုရခြင်းနဲ့တကွာ ဖျားရှင်လက်တော်ကွယ်ကာဆောက်မှခြင်းသည်သင်တို့အားလုံးပေါ်သို့၎င်းဘေးဥပတ်အသီးသီးတွေ့ကြုံနေသောသူများလွတ်မြောက်ခြင်းမြန်မာပြည်နဲ့တကမ္ဘာလုံးမှာစစ်ပွဲတွေရပ်တန့်ခြင်းတဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖယ်ရှားခြင်းဖျားရဲ့လက်တော်ကွယ်ကာဆောက်မှခြင်းသည်ယခုမှစသင်တို့အားလုံးပေါ်ကာလအစဉ်မြဲတည်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတမန်ရေးယေရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်နောက်ဖန်နဲ့9နိုင်ရနေ17နိုင်ခွဲထိကျွန်တော်ကြောင့်ရင်းညွှန်ခြင်းနဲ့ချင်းသင်းတော့မှာ အဆက်ဆောင်ဆူတောင်းခြင်းရှိပါတယ်။လာရောက်ပြီးဆူတောင်းနိုင်တယ်လို့ကျွန်တော်ပဲ Bible study ပြီးမှဖြစ်တယ်။ကျွန်တော်နှစ်ဖန်ညနေမှာလေးအဲကျွန်တော် live ဒီလိုပဲကျွန်တော်ရှိပါတယ်။နှစ်ဖန်ညနေမှာလေးကျွန်တော်ပုံမှန်၄နိုင်ခွဲအစား၅နိုင်မှလွှတ်မှာဖြစ်ကြောင်းဖော်ပြလိုပါတယ်။ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်ပြန်လေးတွေ့ဆုံကြပါစို့။